မင်္ဂလာပါစနေသားသမီးများအတွက်2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းအတွက်ကံကြမ္မာဆိုးကောင်းနှင့်တလဆာဆောင်းရန်ရှောင်းရန်များကိုကျွန်တော်ဖတ်ကြားပေးသွားမှာပဲဖြစ်ပါတယ်စနေသားသမီးနေနံပိုင်းရှင်တွေဟာ17ရက်ပိုင်းမှာလူချစ်လူခင်ပေါများတက်ပြီးတော့ချစ်သူခင်သူတို့ရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိတတ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဆုံးရှုံးထားသောခွင့်ရဟောင်းများငွေကြေးလက်လာပါများလဲပြန်လဲရရှိတတ်ပါတယ် လုပ်ငန်းဟောင်းများပြန်လည်လုပ်ကိုင်ရတတ်ပြီးတော့အရင်ကလုပ်ခဲ့ဘူးသော အလုပ်များရဲ့လက်ကမ်းကြိုးစုံခြင်းကိုခံရမယ်။မိတ်ဆွေတို့အနေနဲ့အံ့ဩစရာကောင်းလောက်အောင်အကူအညီပေးမဲ့သူများနဲ့ကြုံဆုံရတတ်ပါတယ်။မိမိရဲ့ရည်ရွယ်ချက်များအောင်မြင်မယ်အလုပ်နေရာပြောင်းရွှေ့ရမယ်။ပြည်ပနဲ့ချိတ်ဆက်၍လုပ်ကိုင်ရသောအလုပ်ကိုင်ကိစ္စများအခက်အခဲကြားကနေပြီးတော့အဆင်ပြေမှုတွေရရှိတတ်ပါတယ်။ စည်းဝါးရေးလုပ်ငန်းများကိုလောက်ကင်နေတဲ့သူအလုံးယခုကာလအတွင်းမှာပေါ်ပေါက်လာသောအခွင့်အရေးများကို စနစ်တကျနဲ့လောက်ကင်တတ်မယ်ဆိုရင်ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတို့အနေနဲ့စည်းဝါးတိုးတက်ကိန်းနေနဲ့ကြုံရတတ်ပါတယ် မိတ်ဆွေတို့မှာကြုံတွေ့နေရသောငွေကြေးခက်ခဲကိစ္စများအဆင်ပြေမှုတွေရရှိမယ်မထင်မှတ်ဖဲငွေစုလိုက်ပြုံလိုက်ဝင်လာတတ်ပြီးတော့ချဲထီပောက်ကိန်းတွေနဲ့ကြုံရတတ်ပါတယ်တံပိုးကြီးသောပစ္စည်းတွေလည်းဝင်လာတတ်ပါတယ်အချီးရည်တွင်စမ်းပွင့်နေပြီးတော့တဝူးထံမကားသောချစ်သူများနဲ့ဆုံရမယ်ချစ်သူရဲ့ထင်လွဲခြင်းခံရတတ်ပြီးတော့ချီးရည်တွင် ဘေးစကားများကိုနားထောင်မိပါကပြက်တနာဟောင်းများလည်းပေါ်လာတတ်ပါတယ်။စနေသားသမီးမိတ်ဆွေတို့အနေနဲ့စေစတောင်းရင်ချင်းလက်ထက်မင်္ဂလာပြုဝမယ်ကိစ္စမျိုးလေးတွေနဲ့လည်းကြုံရတတ်ပါတယ်။အိမ်အောင်ရှင်များအပျော်ပါလိုက်စားမှုကြောင့်လူမှုရေးပြက်တနာများဖြည့်ရှင်းရတာမျိုးတွေနဲ့ကြုံရတတ်ပြီးတော့မိမိအိမ်အောင်ဘက်ရဲ့တယူတန်စိတ်ကြောင့်အိမ်အောင်ရေးကွဲနိုင်သောအခြေအနေတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်။ စနေသားသမီးမိတ်ဆွေတို့အနေနဲ့သားသမီးနဲ့ပတ်သက်သောအပူတော်ကားများလဲဝင်လာတတ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဝေးကွာနေသောအပေါင်းအသင်းများနဲ့ပြန်လဲစုံစည်းခွင့်လေးရရှိမယ်။ခရီးသွားရခြင်းနေနဲ့ကြုံရမယ်။ကောင်းသောခရီးကိုပျော်ရွှင်စွာနဲ့သွားရတတ်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့စာမိုးဝဲရမကောင်များရရှိခြင်းသင်တန်းတက်ခွင့်ရရှိခြင်းပြည်ပလောက်ကင်ကိစ္စစာမိုးဝဲသင်တန်းကိစ္စတွေမှာတရင်ကောင်များကြားရတတ်ပါတယ် ျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေကျန်းမာရေးအနေနဲ့ဝမ်းပိုက်ဆိုင်ယောဂါခေါင်းမူခေါင်းကိုက်ဖြစ်ခြင်းခြေလက်ထုံကျင်ခြင်းအာယုံကျောယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးဒီ၁၇လပိုင်းတလတာမှာလုပ်ငန်းတွေလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ စတ်တူလောက်ကိုင်းခြင်းမျိုးတွေကိုเนาะတတိထားပြီးတော့လောက်ကိုင်းတင်ပါတယ်တကယ်လို့စတ်တူလောက်ရမယ်ကိစ္စမျိုးတွေရှိတယ်ဆိုရင်စတ်တလားပိုင်းတလားတာမှာခိတခဏဆိုင်းငံ့ထားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတ်တလားပိုင်းတလားတာမှာအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင် မိတ်ဆွေတို့အနေနဲ့တရက်၁၀ရက်၂၀နဲ့ရှိရက်နေဒီမှာဆောင်ရွက်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့လှုပ်ဆောင်တဲ့ကိစ္စလေးတွေမှာအဆအဆအရာရာစင်ပြေမှုလေးတွေရရှိပြီးတော့ကံတရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိစေမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစတလာဝိုင်းကလတောင်မှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်၁၈ရက်၂၀ရက်၂၀နဲ့၉ရက်နေတွေကိုရှောင်ရှားတင်ပါတယ်။ အဲ့တော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးတဲ့ကိစ္စတွေကိုသွားရောက်တဲ့အခါမှာမိတ်ဆွေတို့ရဲ့အသုံးဆောင်အဝတ်အစားတွေမှာအစိမ်းတို့စင်စွဲရောင်စတော်ဘယ်ရီရောင်ပါသော lucky color လေးတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်တင်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေထီဝါဒနာပါလို့ထီကန်ဆန်းကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ထီနံပါတ်မှာ1စ1စုံပါသောထီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ်။ အဲ့တော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးဒီစက်တလာပိုင်းတလာတာမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ဆိုလို့ရှိရင်မိတ်ဆွေတို့နဲ့ရင်းနှီးတော်သူဒါမှမဟုတ်လို့ရှိရင်လည်းတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေကိုမုံရင်ကဒါနာပြုရင်ပေါ့နော်မုံရင်ကကျွေးရင်လည်းမိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေကြေးခက်ခဲကိစ္စတွေအဆင်ပြေစေဖို့လက်လာပါတွေရှင်လန်းစေဖို့စူးတောင်းပေးရမှာပဲဖြစ်ပါတယ် အဲ့တော့ဒီစက်တလာပိုင်းမှာကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမူကောင်းတဲ့ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေ့နနက်9နာရီရနေပြီးတော့10နာရီခွဲအတွင်းမှာမျက်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုအုံထမင်းအစဉ်ပြေတဲ့လူတွေကအုံထမင်းတပွဲတကယ်လို့အုံထမင်းအစဉ်မပြေတဲ့သူတွေကအုံတို့ခောက်ဆွဲတပွဲလူတန်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုတေးသေးချာချာလေးနဲ့ရုံရုံချီချီလေးလေးနက်နက်နဲ့တိုင်တဲပြီးတော့ဒါစူးတောင်းပြီးတော့လှူ ူတန်းမိရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးဒီ၁၇လပိုင်းဆိုတဲ့တလတာမှာကံကောင်းခြင်းမင်္ဂလာဖျာဖျာနဲ့ပြည့်စုံပါစေလှုပ်သမျှ၊ကိုင်သမျှ၊ကြံစီသမျှတွေးတောသမျှတွေအကုန်လုံးအောင်မြင်ပြီးတော့ မိတ်ဆွေတို့လှုပ်ဆောင်တဲ့လုပ်ငန်းဆောင်တာကိစ္စကိစ္စတွေမှာတိုးတက်အောင်မြင်မှုတွေရရှိပြီးတော့ရောင်းမှန်းတာ၍ဝယ်ပန်းလှပါသည်လက်လာပါတွေရှင်လန်းပါသည်လို့ကျွန်တော်စူတောင်းမြတ်တာပို့သားရင်စက်တလာပိုင်းအတွက်စနေသားသမီးမိတ်ဆွေတွေအားလုံးအတွက်တလစာဟောစရန်ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲဆုံးသက်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်